ဖယားရဲ့အရေးဘာရဲ့အရေးလဲအရေးများဆုံးကတော့ဖယားပဲဖယားဆိုတာလည်းဖယားဟောတဲ့တရားအရေးပေါ့ဘာရဲ့အရေးလဲဒုခောဗုဒ္ဓနာမုတ်ပါတော့ဖယားပွင့်နာချမ်းသာတယ်ဘာပွင့်နာချမ်းသာတယ်ဖယားပွင့်နာချမ်းသာတော့သူတော်ကောင်းတို့တို့ ထူးပြီးတော့ပြောစရာမလိုဘူးအများကြီးပြောစရာတွေနော်အများကြီးအများကြီးဖခင်ကိုကြောင်းပြုပြီးချမ်းသာတယ်အများကြီးမရှိဘူးလားရှိပါတယ်ခင်ဗျာယာဟုလာမင်းသားလေးသူ့တိုင်းပြည်မှာဖခင်ကြွလာတော့ဖခင်မီးတော်ရဲ့အရေးကအေးလိုက်တာဖခင်မီးတော်ရဲ့အရေးကအေးလိုက်တာတဲ့ဒီလိုပြောတာဗျာဟုတ်လားအဲ့ဒါကြောင့်အမွေပေးပါအမွေပေးပါနဲ့တောင်းတယ်မလား အမွေပေးတော့မြတ်စွာဘုရားကပေးတဲ့ရွှေငွေရတနာပေးလားမပေးဘူးသင်္ကန်းဝတ်ပေးတာအကောင်းဆုံးရိတ်ကိုပေးတာပဲဟုတ်ပြီနော်ကုမာရကတပလို့ခေါ်တဲ့မထေရဝါပေါ်ဘူးတဲ့မြတ်စွာဘုရားလက်ထက်ကစံကြယ်တဲ့တရားခေါ်တဲ့နေရာမှာတော့ဣတရေရတဲ့မထေပေါ့အဲ့ဒီမထေကသူ့အမေကအံ့ဩစရာ တိတက်တဲ့ရွယ်ကစပြီးတော့ဘိက္ခုနီဝိချင်းစိပေါက်တာငယ်ငယ်လေး9နှစ်10နှစ်ကလေးကအမေတို့ဖေတို့ကျမဘိက္ခုနီဝိချင်းနဲ့ဝိပိဝိပိမိဘနှစ်ပါးသဘောမတူဝိမပိ16 19 20လောက်ရောက်တော့သူတို့သဘောတူတဲ့ကောင်လေးနဲ့ကလေးမလေးပေးစားလိုက်တယ်အိမ်အောင်ကြပြီးတော့လေဒီကလေးမလေးကတခါသူ့မျိုးသားကိုဘိက္ခုနီမဝိချင်းနဲ့ဝိခွင့်ပြုပါဒါပဲထပ်တောင်း မိဘအိမ်မနေရလို့မျိုးသားနောက်လောက်တော့မျိုးသားလည်းဒါမဲ့ထတ်တောင်းမျိုးသားကပြိတဲ့နှစ်လသုံးလလောက်ပေါင်းပြီးတော့အဲသူကမှဘေကုနီမှာဝတ်ချင်တယ်ဆိုတော့ခွင့်ပြုလိုက်တာခွင့်ပြုလိုက်တော့ပြိတဲ့သွားပို့တဲ့အကြောင်းကဘသူအကြောင်းဖြစ်တယ်လဲမေးဒေဝတ္တအကြောင်းဖြစ်တာဒေဝတ္တအကြောင်းဖြစ်တော့ဒီကလေးမလေးကနားမလဲဘူးဘေကုနီမှာဝတ်ရပြီးရောဆိုပြီးတော့ထွက်လာခဲ့တာ နည်းနည်းနားတဲ့တမျိုးဖြစ်ရင်သီးခံဒီဝရက်ကြောင်ရောက်မှသူ့မျိုးသားနဲ့တူတူနေခဲ့တဲ့ဇာလန်းကအဲ့ဒီမှာပေါ်လာကိုကြီးပေါ်လာတော့အဲ့ဒီမှာစိတ်ကြတယ်တာဒီဘလို့ဖြစ်တယ်လဲဟာသူ့ရဲ့သီလစင်ကြယ်ပါတယ်သူ့သီလစင်ကြယ်ချောင်းမဲ့သူပြောနိုင်တယ်ကျန်တာသူမပြောတာအဲ့ဒါနဲ့ဒီဝရက်အဖွဲကနှင်ထုတ်တာနှင်ထုတ်လိုက်တော့ပြိသိတ် ငါယီမှတ်လာတာဒီဒေဝရက်ကိုအာယုံပြုယီမှတ်ပြီးမှလာတာမဟုတ်ဘူးငါဖခင်ကိုအာယုံပြုပြီးလာခဲ့တာအဲကြောင့်ငါကိုဖခင်စီပို့ပေးဆိုတော့ဇေတုံအကြောင်းရောက်သွားတယ်ဇေတုံအကြောင်းရောက်တော့မြတ်စွာဘုရားကသူ့အကြောင်းကောင်းကောင်းသိတယ်သိတော်လည်းပဲအခြားပုဂ္ဂိုလ်တွေတန်တရာကင်းအောင်အခြားပုဂ္ဂိုလ်တွေဆွဆွဲကဲ့ရခြင်းကနေလွတ်ရအောင်ဆိုပြီးတော့မြတ်စွာဘုရားရဲ့အံ့ဩစရာကောင်းတာကအဲ့မှာသာသနာဘက်ကဆိုရင်ဥပါလိမထေရကို ုထိတ်ကထားဒီအမှုကိစ္စအကြောင်းတကကြီးတွေနာတပင်တထေးတို့ဝိတာခါတို့ဒါတွေနဲ့အကုန်တို့လူပိသက်၄ပါးပိသက်၄ပါးရဲ့အလယ်မှာဒီကလေးမကိုစစ်ခိုင်းတာဒီဖိတ်ကူနေမှာစစ်လိုက်တဲ့ခါကျတော့ပြိသက်အဲ့ဒီမှာသူတို့နီးသူတို့ဟာနဲ့စစ်လိုက်တဲ့ခါကျတော့ပေါ်လာတယ်သူသင်္ကန်းဝတ်တဲ့ရက်ကဘယ်ရက်လဲ သူမျိုးသားနဲ့နေခဲ့တာဖေးလဲကုံတွက်လိုက်တဲ့ကသူ့ရဲ့တီလာစင်ကြဲတာမှန်ပါတယ်ဆိုတာအဲ့ဒီမှာဖြေထွက်သွားတာဖြေထွက်သွားတော့ပြိတဲ့အဲ့ဒီမျိုးသမီးဘေကူနီမဘဝနဲ့တာလီဖွားတာလီဖွားတော့ကောသလဘရင်အဲ့ဒီနန်းနန်းတော်ကလည်းကြောင်းရှိရဖြတ်လျှောက်တဲ့ချိန်မှာကလေးဆန်ကြတော့အာကလေးနဲ့ဘေကူနီမနဲ့မသိတော့ဘူးပြေးပြေးပြေးဆိုကလေးလေးခေါ်ပြီးနန်းတော်ခေါ်မွေး ဘယင်ကမွေးသားတော့နာမည်ကကတ္တပဘယင်ကနေမွေးသားတော့ကုမာရကတ္တပဒီလိုဖြစ်တာအရွေလေးရောက်တော့ဒီကောင်လေးကိုဘေးကမိမဲ့သားဖမဲ့သားဒီလိုခေါ်လို့ကောသလကိုမေးတယ်ကျွန်တော်မိမဲ့ဖမဲ့လို့ပြောတယ်ဟုတ်လားအမေဘသူတို့အာမင်းမေကအဲ့မင်းနှုတ်တိုက်တဲ့လူမင်းမေပဲခဏတိုင်းခဏတိုင်းမပေါ်ပေါ်မေးတော့ဟိုကဘလို့မှလိန်လို့ညာလို့မရဘင်းကြီးညာလို့မရတော့ဘူးမှန်တိုင်းပြောမှဖြစ်မယ် အမှန်တိုင်းလဲပြောပြလိုက်ရောတံဝေကကြီးကျယ်ရပြီကျွန်တော်ကြောင်းပို့ပေးတော့တဲ့ကျွန်တော်သင်္ကန်းဝတ်တော့မယ်ဆိုပြီးကုမာရကတ္တပသင်္ကန်းဝတ်သွားတယ်သင်္ကန်းဝတ်ပြီးတော့ဘေးတဲ့တောထဲမှာတရားကျင့်တယ်တော်တော်နဲ့ယဟန္တာမဖြစ်နောက်ဆုံးမြတ်ပြီကသူ့တငယ်ချင်းဖြစ်ခဲ့ဘူးတရားကျင့်ပဲမြန်မာကနေလာပြီးမေဂုံ15ခုပြောပြအဲ့ဒီမေဂုံ15ခုဖရာကိုသွားမေဖရာပြန်ဖြည့် အဲ့ဒါနဲ့အညီတရားကျင့်တော့မှသူဘာဖြစ်တော့ယဟန္တာကြီးဖြစ်သွားတာတားကသာယဟန္တာဖြစ်တယ်တဲ့တားရဲ့အမေဖြစ်သူဘိက္ခုနီမကြီးကတားနဲ့ခွဲရတဲ့စနစ်တကာလ12နှစ်တလုံးပြည့်တဲ့မျက်ရည်တွေကြာနေရတာချစ်သူနဲ့ခွဲရတဲ့ဒုက္ခပေါ့တားကိုချစ်တဲ့စိတ်နဲ့ရှိပါလေကနေတူတူမနေရတော့တရားတို့မရတော့ဘူးလေတရားတို့မရတော့ တရားတို့မရတော့နောက်ဆုံးဘာဖြစ်တုံမေးလိုက်သူ့သားလေးမြို့ထဲဆုံးကံကြွားတယ်ကြားတော့သားသားနဲ့နောက်ကတကြောကြောလိုက်អော်လာလိုက်អော်တော့သားဖြစ်သူကသိတယ်အေးငါမိဘကိုအမေနေကောင်းလားကျမ်းမာလားဘလို့လဲနဲ့ချစ်ချစ်ခင်ခင်ယူယူဆဆကျင်နာစကားတွေပြောမယ်ဆိုရင်တန်ရောစိန်တွေပူပွားပြီးတော့အမေတရားရမှာမဟုတ်တော့ဘူးအမေတရားရအောင်ငါဘလို့လို့ရမလဲလို့တွေးလိုက်တော့ ခက်ကြမ်းကြမ်းပြောမှရမယ်ဆိုပြီးတော့အဲ့ဒီမှာခက်ကြမ်းကြမ်းပြောဆိုလိုတဲ့ဒီဘက်ကဒီလိုအဝိကြီးဝှက်ထားတာတောင်ပဲတန်ဟောစေရှိတုံးလားသားစိတ်များစီမကုန်မူလားဒါမျိုးတွေပြောလိုက်တာဟေးနှလုံးသားကြမ်းထားလိုက်တာငါတော့သားဆိုပြီးချစ်လိုက်ရလားသူတော့ငါ့ပေါ်မှာမချစ်ပါလားသူတော့မချစ်ဘဲနဲ့ငါချစ်နေရမလား လောကကြီးမှာကိုတရားကိုသာအားကိုးရအကောင်းဆုံးပဲဆိုကိုကကိုတရားကျင့်မယ်ဆိုတရားကျင့်ပြီးတော့အမေဖြစ်သူလည်းအဲ့ဒီမှာဘာဖြစ်တော့မေးရဟန္တာမကြီးဖြစ်သွားတာဟုတ်ပြီလားအမေဖြစ်သူရဟန္တာမကြီးဖြစ်သွားတော့တန်ဃာတော်ရှင်သူမြတ်ဒီစီယုံကြီးကပြောကြ देव ဒတ်ဒေနာ देव ဒတ်သီးတဲ့ဥပါနေတယသမ္မနောဥပါနေတယိနဲ့ပြည့်စုံပြီးတော့နေတဲ့ ကုမာရကတ္တဘောဇာကုမာရကတ္တပကို၎င်းသေရီဇာကုမာရကတ္တပရေမေတော်သေရီကြီးကို၎င်းဒီနှစ်ယောက်တလုံးကိုသူကနာတိတော်ဖြည့်စည်းခဲ့ပြီဒေဝရကဒီသားမီးနှစ်ယောက်တလုံးကိုမလုပ်ပလိုက်တော့ဖြည့်စည်းပလိုက်တယ်ဘဂဝါတော်ပါဏမြတ်စွာဘုရားဒီကား ဒေသထိုသံမီနှစ်ယောက်တို့ဤပဋိဒါ600တီယာမိယာတိအဟောတိဖြစ်ခဲ့ပြီဒီသံမီနှစ်ယောက်ရဲ့600တီယာမိခိုရတနည်းပြောရင်ဒီသံမီနှစ်ယောက်ကိုအရေးပေးတာဟာဘုရားပဲသံမီနှစ်ယောက်ကိုအရေးပေးတာဘယ်သူပါလိမ့်ဗျာသူခောဗုဒ္ဓနာမုတ်ပါတော်ဘုရားပွင့်တာချမ်းသာလိုက်တာတနည်းပြောရင်ပြိဿေဘုရားအရေးကချမ်းသာလိုက်တာ ဘာရေကချမ်းသာလိုက်တာအဲ့ဒါကြောင့်လောကကြီးထဲမှာအချမ်းသာသူအရေကဘာရေလဲဖရာရေဟုတ်လားအခုဘောကအေးယုံနေမဟုတ်ဘူးတန်ត្រာအတွက်ပါမပါဘူးလားပါပါပါတယ်အဲ့ဒါကြောင့်ပြိတဲ့အရေ၅မျိုးထဲမှာဘယ်အရေအေးဆုံးလဲဘုရားအရေကအေးဆုံးဟုတ်ပြီလား